ဒီလေရင်ကိုဘယ်သူသုံးလဲဆိုတော့ဘိုးချုပ်ကြီးကနေပြီးတော့အဲနေပြီးတော့နေရုရှားကိုသွားတော့လည်းရုရှားသွားတော့လည်းသုံးတယ်တရုတ်သွားတော့လည်းသုံးတယ်ပေါ့စသဖြင့်အဲ့လို highway အဝေးသွားတဲ့ခီးစင်မှာဒီလေရင်နေသုံးတယ်ဒီရင်သုံးတယ်အဲ့တော့သုံးတော့သူကဒီလေရင်ကဘိုးချုပ်ကြီးမရောက်လိုက်အပိုင်ဆိုပြီးသူကအလုံးကောက်ချက်ချပြီးဘိုးချုပ်ကြီးမရောက်လိုက်သူအပိုင်ဝယ်ပလိုက်တယ်ပေါ့ဆိုပြီးတော့ပြောပလိုက်တယ်ပြောပြီးတော့ဘိုးချုပ်ကြီးမရောက်လိုက်ငါဒီလေရင်ကိုအပိုင်ဝယ်ပြီးတော့သူအပိုင်ဝယ်တဲ့လေရင်တို့ကြတော့အောက်ခုံရှော့ခိုင်းတယ်ကုံသွေးကုံလုံငန်းကုံတွေရှော့ခိုင်းတယ်အ sorry ဝင်ဝင်ကုံနဲ့ကုံသွေးကုံတွေကုံသွေးလုံငန်းကုံတွေရှော့ခိုင်းနေတယ်ကြည့်ပါအောင်ပါညာဆိုပြီးတော့လူတွေကဒီလိုမျိုးဝိုင်းပြီးတော့လက်ညှိုးထိုးအောင်ပြီးတော့ တော်ဆန်းသူကြီးရဟရင်ဝယ်သုံးခဲ့တာငှားသုံးခဲ့တာ ਨੇ နိုင်ရှင်ပြီးတော့ပြောအောင်လုပ်တာအဲ့တော့မတူတာပြောပြမယ်တော်ဆန်းသူကြီးသုံးတဲ့ရဟရင်တော့ငှားသုံးတာသူ့ရဲ့ငှားရဲနဲ့ပေးလိုက်တဲ့ပတ်စံကဒေါ်လာတန်းအဲတိုတယ်အပြင်ဘယ်လောက်လဲ9တန်း6တန်းလောက်ကုန်တယ်ထားပါတော့ဒေါ်လာ9တန်း6တန်းလောက်ကုန်တယ်10တန်းပတ်လဲလောက်ကုန်တယ်ဗျာတိုတယ်အပြင်အဲ့လောက်ကုန်သွားတယ်ဒါပေမဲ့ तू သုံးလိုက်တာ나이ပေါင်း80ပဲသုံးဝင်ရတယ်80ကျော်ပဲသုံးဝင်ရှိတယ်ကျွန်တော်အဲ့ဒါကိုလွန်ခဲ့တဲ့2နှစ်လောက်ကပြောခဲ့ပြီးပြီတေးချာချာကျတော့ပြောခဲ့ပြီးပြီပြန်ရှာကြည့်တွေ့တယ်ရှိတယ်တော့ဆက်စီလေးရင်ဘယ်လိုဖြစ်တာလဲပေါ့ ူအဲ့လေရင်အတွက်သုံးလိုက်ရတဲ့ပတ်စံကငှားသုံးတာဝယ်တာမဟုတ်ပဲနဲ့ငှားသုံးတာငှားသုံးတာကိုဘယ်လောက်လဲလို့မြင်ရဟရင်လေးဝယ်သုံးတာနိုင်ပေါင်း80ပဲပြန်တန်းခွင့်ပြန်တန်းလိုက်ရတယ်ပတ်စံလည်းဒေါ်လာ100တောင်ကျွာသွားတယ်သူတရားချင်းအကုန်လုံးပေါက်တယ်ဆိုတော့လေရင်စီးဝယ်လို့ရတာကိုဝယ်လို့ရတဲ့ပတ်စံပမာဏကြီးကိုအဲ့ဒါကိုကုန်ဂျားကန်ကွန်မြူနတီကိုသူ့ရဲ့ဆက်သွယ် NLD ပါတီထောက်ပံ့ရေး supporter အုပ်စုတွေကိုအဲ့လေရင်ကိုငှားသုံးတယ်ဆိုပြီးတော့လေရင်ကိုမတန်တဆစီးနေပတ်စံပြေးပလိုက်တာဖြည့်ပြတော့ပါတီရံမုံဝင်နဲ့လှည့်သုံးပြလိုက်တာအဲ့ဒါသုံးပြလိုက်နောက်တစ်ခုကအဲ့ရဟရင်တွေတုံးက တက်မတော်မှာနိုင်ငံတော်မှာရဟယင်ရှိတယ်နိုင်ငံတော်မှာရဟယင်နေရှိတယ်ဒီပြည်တွင်းမှာဟိုသွားဒီသွားရဟယင်နဲ့သွားလို့ရတယ်နိုင်ငံတော်ရဟယင်ရှိတယ်နိုင်ငံတော်သမဏဖြစ်တဲ့သူတွေနိုင်ငံတော်တာမြန်ပုဂ္ဂိုလ်တွေဒုသမဏတွေဒါတွေကရဟယင်နဲ့သုံးလို့ရတယ်တက်မတော်ကိုလှမ်းပြီးတော့အေးကိုမင်းအောင်လာရေကျွန်တော်တို့ဘယ်မှာဘာဖြစ်တာမလို့သွားကြည့်မှမလို့ရဟယင်လေးသုံးကျင်တယ်သူတရက်နဲ့ကြိုးပွဲတယ်တော့ရဟယင်တန်ရှင်းလုပ်ပြီးတာတက်တက်လုပ်ပြီးတာကွက်တိရောက်နေကြရမယ်ကွက်ပြောပြီးသားတကယ်လက်ရှိမှာသုံးခဲ့တယ်ဥထင်ကျော်လက်ထက်တွေသုံးခဲ့တယ်ဦးဝင်းမြင့်လက်ထက်လည်းရောက်တော့ထင်းတိုင်းကျဲတော့တာပဲစပြီထင်းတိုင်းကျဲတာအဲ့တော့ကျဲပြီးတော့ ရိုင်းရင်တော့မတော့ဘူးနိုင်ငံတော်တတ်မတော်ရိုင်းရင်တော့မတော့ဘူးအစိုးရတော်သန်းစီတတ်မတော်ရိုင်းရင်သုံးငယ်သေးတယ်။နောက်ပိုင်းကျမှသူတို့အချင်းချင်းအတင်းပြောတာတွေကိုအတင်းပြောတဲ့ဗီဒီယိုပိုင်းလည်းကျွန်တော်ဟိုရင်တော့ YouTube မှာတင်ခဲ့ဘူးတဲ့။သူတို့အချင်းချင်းအတင်းပြောတာတွေကိုတတ်မတော်စစ်သားတွေကြားမှာဆိုလို့ဆိုပြီးတကြရဟန်းရင်ထောက်ဖို့လုပ်တာ။ပွင့်လည်းပြောရင်ဗျာမရိုးသားတာပေါ့။ဘာမှလည်းနိုင်ငံတော်ပစ္စည်းပဲတတ်မတော်ပစ္စည်းဆိုတာနိုင်ငံတော်ပစ္စည်းပဲသုံးလို့ရတယ်မတော့ဘူး။အဲ့လိုအဲ့ဒါကြောင့်အဲ့ဒါကြောင့်ပါဖြစ်တာ။အခု MAI ကိစ္စကကြတော့ MAI လေရင်ကိစ္စကြတော့ MAI လေရင်က MAI ဝယ်တာ။ MAI ဝယ်တာ။အဲ့ဒါကိုဘုံဘူးကြီးမရောက်နိုင်လို့ကသုံးတာ။ တော့ဘာလဲဆိုတော့နိုင်ငံတော်ခီးစဉ်ဒီမှာယူသုံးတယ်ယူသုံးတဲ့အတွက်နိုင်ငံတော်ကနေပြီးတော့ပေးတဲ့နှုတ်ထုတ်ရတယ်ဒါပေမဲ့တကယ်ပြန်ဆိုင်နေလို့တဲ့စာတော့ရော့ရော့မှာပေါ့ရှိဒါတော့နိုင်ငံတော်ကယူသုံးတာဖြစ်တဲ့အတွက်နိုင်ငံတော်ကယူသုံးတာဖြစ်တဲ့အတွက်အဲ့ဒီ MAI နည်းနဲ့လည်းအခမဲ့ပေးသုံးတာဖြစ်နိုင်တယ်လို့ဈေးနှုန်းတက်တာပေးလိုက်တာလည်းဖြစ်နိုင်တယ်အဲ့ဒါပေမဲ့အဲ့ဒီလေကိုဒီမှာဝယ်ပြီးတော့နိုင်ငံတော်အကြီးကြီးလည်းသုံးလို့ရမယ်နိုင်ငံတော်အရေးပေါ်ကိစ္စတွေသုံးလို့ရမယ်နောက်သူခီးစဉ်လည်းအဝေးယူပြန်ဆိုင်ဖို့လုပ်လို့ရမယ်ဆိုတော့ MAI ကဒီဟာကိုလုပ်ငန်းခွင်ကုန်သွယ်ခွင်တင်သွင်းကုန်သွယ်အဲခုနကပါလေဝင်ငွေခွင်ကုန်သွယ်ခွင်ပေါ့နော် ဝင်ကုန်ကုန်သက်ကုန်တွေကိုဖြေလျှော့ဖို့ကိစ္စ AMN ကအဲ့လိုပဲဖြစ်တဲ့နိုင်ငံတော်မှာအသုံးခံထားတဲ့အတွက်နိုင်ငံတော်ရဲ့ခီးစဉ်တွေမှာကြည့်ရတာကြည့်ရတာအသုံးခံပေးထားတဲ့အတွက်အဲ့တော့တက်ညာတဲ့အနေနဲ့ပြန်ပြီးတော့ကဲမင်းတပြည်စီဝယ်မယ်ဆိုရင်တော့မင်းတို့ကိုကုန်သွယ်ဝင်ကုန်ကုန်သက်ကုန်တော့ကိုလျှော့ပေးတဲ့ကွာလို့နိုင်ငံတော်ကြေညာပေးတာလင်းရ AMN လေး AMN လေး AMN ရဲ့ဝယ်လိုက်တယ်လေးဒါပဲအဲ့ဒါအဲ့ဒါပဲမြဲပြန်တဲ့ကောင်ကြတော့ဦးမင်းအောင်လိုင်ကဝယ်လိုက်ပါတယ်လို့တော့ဦးမင်းအောင်လိုင်ကနေထိုင်နေအဲလေးဝယ်စီးတယ်ပြက်ကောသူ့မှာစစ်တပ်လေးနေရှိတာပြပြည်တွင်းသွားလာတော့ကအေးဆေးပါပြပလဲဒီမှာ MA လေးကို ုဂ္ဂလိကပိုင်ဆိုမှသူယူသုံးလို့ရတာပဲဘယ်သူကသူနိုင်ငံတော်ဟာခီးသွားတဲ့ချိန်မှာသူဒါသုံးနေတယ်ကျွန်တော်ကုန်ကြစီတက်တက်တာလုတ်ပေးတာမို့လဲဒါကိုစပွန်ဆာပေးမလားစသဖြင့်တခုပေါ့တောင်းလို့ရတာပဲဒါတွေကနိုင်ငံတော်အကြီးကြီးဆိုလုတ်လို့ရတာပဲဆိုတော့ okay ထားတော့အဲ့ဒါတွေကဘာကြောင့်ဒီလိုလုပ်လဲဆိုတော့အဓိကကဒီ American Aviation Capital အုပ်စုစီကနေဒီ Airbus တွေကိုမြန်မာပြည်ကိုမသွင်းအောင်လို့တင့်ချက်ကပြီးတော့ Airbus တွေမသွင်းအောင် Spare Part တွေမသွင်းအောင်မြန်မာပြည်မှာရှိတဲ့လေယာဉ်တွေအဆင့်တန်းနှိမ့်ကြပြီးတော့ တုံးလို့မရအောင်တိရတယ်မြဲကြားဘူးတယ်မလားခင်ဗျာအီရန်ဘာဘာလာဘာလာအဲဥစုလိုအမေရိကန်ဥစုကလင်းရင်မပေးမရအောင်တော့ပဲနောက်ဆုံးအစုပ်တွေပဲတုံးအောင်စီးရတယ်ပြောမြန်မာပြည်လင်းရင်အစုပ်တွေပြောင်းလို့တာရှင်းပြတော့မြန်မာပြည်ရဲ့တည်ပို့ဆောင်ရေးဆိုတဲ့ဒီလေချောင်းတည်ပို့ဆောင်ရေးခန္ဓာကြီးကိုပြက်စီးစေခြင်းနဲ့ဆန္ဒနဲ့ရွေးချက်နဲ့ဒီကောင်တွေကဇောင်းပေးပြီးတော့ပို့တာခင်ဗျားတို့ပြည်သူလူထုခေါင်းထဲထားမှာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့တည်ပို့ဆောင်ရေးခန္ဓာကြီးပြက်စီးအောင်တမင်ပို့တာတမင်တုံးပို့တာအဲ့ဒီရွေးချက်ပဲဆိုတော့ ီလိုသူတို့ရှောက်ပြောလိုက်တဲ့အတွဲဟိုဘက်ကကုမ္ပဏီတွေက AFS ကုမ္ပဏီတွေကမလုပ်မလဲဆိုတော့အော်ဒါဆိုရင်တော့မင်းအွန်လိုင်းသုံးဖို့ပဲဒါဆိုငါတို့ပေးလို့မဖြစ်ဘူးထင်တယ်လို့တွေးသွားအောင်လို့တမန်လုပ်တာတကယ်တော့မဆိုင်ဘူးပြီးတော့ဒီလေရင်ဆိုတာကလမ်းဘေးမှာပြည့်ကျော်ဝယ်စားသလိုစားလို့ရတာမဟုတ်ဘူးလေဝယ်ရဆိုတာနော်လမ်းဘေးမှာပြည့်ကျော်ဝယ်သူဝယ်စားရမှာမဟုတ်ဘူးနော်လမ်းဘေးမှာရှောက်ပြီးဝယ်နေတာဝယ်စားလို့ရအတုပ်တွေဝယ်စားသူစားလို့ရတာမဟုတ်ဘူးလင်းဆိုတာကအဲ့ဒီ aviation capital အုပ်စုလိုပါဆိုရယ်မြန်မာပြည်ကလင်းကုမ္ပဏီတို့ကလာစစ်တယ်ဝယ်မယ်ဆိုရင်ငှားတော့မယ်ဆိုရင်လာစစ်တယ်ဒီကုမ္ပဏီက ဘာလို့ဒီပါဖြစ်လဲဘာလို့သုံးတာလဲခီးစဲအများပြည်သူတွေဥပဆောင်ရေးလားဘလို့လဲညာလဲတကယ်စစ်ပြီးတော့မှငားရန်ဝင်ပေးတာစစ်ပြီးတော့ငားပြီးတော့မှတခါဒီကုမ္ပဏီကတကယ်သူ credit တဲ့တတ်မှတ်ထားတဲ့စီးကင်းစီးကင်းတွေလိုက်နာတယ်ဆိုတော့မှအဲ့လေကိုကြောင်းတာလေဝယ်တာပေါ့လို့ပဲသာခင်ဗျဟိုဘာလို့ dragon fly ဟိုဝယ်လို့ဝယ်လို့ရမယ်ထင်လို့လားပေါ့ကရဝယ်ကျွန်တော်ဝယ်လို့ရမယ်ထင်လို့လားမရဘူးစီးနေကန်းနဲ့ဟိုကလာစစ်ပြီးမှဒါကိုပေးထားတာအဲ့တော့ဒါလိုပေးထားတာမျိုးကိုသူကအထင်မြင်လွဲအောင်လို့လူလူအထင်မြင်လွဲပြီးတော့ဟိုကဘာခေါ်လဲဆိုတော့မြမပြပြတဲ့ဥပဆောင်ရေးလမ်းကြောင်းကအဆင့်တန်းမမီအောင်လို့တမင်လုပ်တဲ့ရွေးချက်နဲ့ အကျံစိုးကြီးပေါ့ဗျာပြောအဲ့ဒါနဲ့ကင်တဲ့ရတာအဲ့သဘောပဲဘာမှမဟုတ်ဘူးအဲ့တော့ aviation capital ဥစ္စာရောမြန်မာပြည်အဲ့လေရင်ဝယ်တဲ့ကိစ္စကိုသဘောတူလားသဘောတူပြီးသွားပြီပြီးလို့လဲမကြခင်ရောက်မကြခင်ဓာကြီးကကို့အပိုင်မြန်မာနိုင်ငံသားအပိုင်လေရင်တစ်ခုဖြစ်လာမယ်ဖြစ်လာမယ်အဲ့လေရင်ဖြစ်လာပြီးတော့ခဏနိုင်ငံတော်ခီးစင်တွေသွားမယ်အရေးပေါ်ခီးစင်တွေသွားမယ်မြန်မာပြည်သူကယ်တဲ့ကိစ္စတွေသွားမယ်ဓာကြီးရောက်လာမယ်ဒီသဘောပဲအဲ့ဒါဘိုးချုပ်ကြီးမရောက်လာရင်ရဲ့ပိုင်တဲ့လေရင်လို့ပြောလို့မရဘူး